ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စက်တင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းအစ်စ်တလုံးထပ်မံဖြစ်နေပြီးမြန်မာနိုင်ငံကိုမုန်တိုင်းနှလုံးပြိုင်တူဝင်ဆောက်နိုင်မယ့်အခြေအနေတွေနဲ့ဒီမုန်တိုင်းတွေရဲ့မြန်မာနိုင်ငံအပေါ်တက်ရောက်နိုင်မှုတွေကိုအားလုံးသတိထားရအောင်တင်ဆက်ပေးသွားပါမယ်ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာကြများရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်း အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းကမ်းခြေဤသို့ရောက်ရှိခဲ့ကာမြန်မာနိုင်ငံစစ်တွေမျိုးရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်420မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမျိုးရဲ့အနောက်တောင်ဘက်ရေမိုင်35မိုင်ခန့်ဂိုဘာပူမျိုးရဲ့ရှေ့ဘက်ရေမိုင်35မိုင်ခန့်နဲ့ကာလင်ကပ်ပတန်နန်မျိုးရဲ့အရှေ့မြောက်ဘက် ရေမိုင်100မိုင်ခန့်กว่าပင်လယ်ပြင်ကိုပို့ပြူနေပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားအသင့်အတင့်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00အခွဲချိန်တိုင်းထွာကြများရဖလပိုင်ပင်လယ်ပြင်နောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောပူပိုင်းမုန်တိုင်းဘူအလွိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်၁၂နာရီတွင်တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အရိကနိုင်တစင်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားကာတိုင်ဖုန်းမွန်တိုင်းဖြင့်အားကောင်းလာနိုင်ပြီးနောက်48နာရီတွင်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ယနေ့ညနေထိခန့်မှန်းချက်ကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာအနှံပြားမိုးထချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့ရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တော်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်မြန်မာပင်လယ်ပြင်မှာတော့မြန်မာကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဂျမ်းဖန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်ကြီးပါမယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနအီလ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြစ်မှာမြမကန်ရက်တခြားနယ်ကန်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးပေါ်လာနိုင်ပါတယ်။နေပြည်တော်နဲ့နီဒဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီဒဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ ကြွားရန်ရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထချုံရွာပါမယ်။ကြွားရန်ရာနှုံးပြေဖြစ်ပါတယ်။ဆက်လက်ပြီးဘင်္ဂလားပင်လယ်မှာမုန်တိုင်းငယ်အခြေအနေကိုဆက်လက်တင်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာကြများကြဘင်္ဂလားပင်လယ်ရောအနောက်မြောက်ပိုင်းနဲ့ဂျင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ရောအနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်း ကန်လွန်အင်ဒရာပရာဒိရှ်မြောက်ပိုင်းကန်ဂျီတို့မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအနောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ဒီတာပြည်နယ်တောင်ပိုင်းကန်ဂျီနီတို့ရောက်ရှိခဲ့ကမြန်မာနိုင်ငံစစ်တွေမျိုးရဲ့အနောက်အနောက်ဘက်အနောက်တောင်ဘက်ရေမိုင်း420မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမျိုးရဲ့အနောက်တောင်ဘက်ရေမိုင်း35မိုင်ခန့်ကိုပါပူမျိုးရဲ့အရှေ့ဘက်ရေမိုင်း35မိုင်ခန့်နဲ့ကာလင်ကပ်ပတန်နယ်မျိုးရဲ့အရှေ့မြောက်ဘက် ရေမိုင်းမိုင်းတရာခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေကမြန်မာနိုင်ငံဘက်သို့ဥတီရွေရှားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်လိုသတ်မှတ်ပါတယ်။အဆိုပါမုံတိုင်းငယ်ဟာမြန်မာစံတော်ချိန်9နိုင်ခွဲချိန်တွင်မြောက်လက်တီကျူ19.3ဒီဂရီနဲ့အရှေ့လောင်ကြီးကျူ85.5ဒီဂရီမှာရှိပြီးဗဟိုချက်လေပြီအား1000ဟတ်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းမှာတနအီမိုင်30မှ35မိုင်နှုန်းခန့်ဖြစ်ပါတယ်။ နောက်6နာရီတွင်ခံမှန်းချက်ရအဆိုပါမွန်နိုင်ငံဟာအနောက်ရွံ့ရွံ့သို့ရွှေ့ရှားနိုင်ပြီးနောက်6နာရီတွင်အိန္ဒိယနိုင်ငံအော်တိတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့ကိုပူရီမြို့နယ်ကာလင်ကပတန်နယ်မြို့တို့ကြားဘိုပါပူမြို့အနီးမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါမွန်နိုင်ငံရဲ့အရှိန်အဟောင်းယနေ့နေ့မှနောက်24နာရီတွင်ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ၊စကိုင်းတိုင်းဒေသကြီး၊အေယာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှာ နေရာနှံပြားမိုးထစ်ချုံရွာပြီး အချို့ဒေသများမှာနေရာကွက်ကြားမိုးကြီးခြင်းများနဲ့အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကျန်းဖန်ရန်ခါမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာ တနအီလင်း35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင်မှာမြန်မာကန်ရန်တစ်ချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ10ပြီမှ12ပြီခန့်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍မုံတိုင်းငယ်ရဲ့အချိန်ကြောင့်မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသကြီးတွေနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နှင့်ပြည်တွင်းလေကြောင်းပြန်တမ်းရေး မြမကန်ယူရန်တလျှောက်နဲ့ကန်းလွန်ပင်လည်းပြင်တို့မှာရှိတယ်ကန်နီကန်ဝေ၅ဖန်းရည်ရင်များတင်းမောများအနေဖြင့်တဲ့ဂျိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါတယ်အခုဆက်လက်ပြီးတောင်တရုတ်ပင်လယ်ဘက်ကနေလာမယ့်အားလွန်ကောင်းသောမုန်တိုင်းဘူအားလွန်ရဲ့အခြေအနေကိုတင်ဆက်ပေးသွားပါမယ်2025တကူနဲ့စက်တင်ဘာလ26ရက်နေ့ညအချိန်တိုင်းထွာကြများရာ 92W မှာ 26W 20W အားကောင်းသောမုန်တိုင်းဘူအားလွန်မှာ၄တိုင်နှုန်း130ကီလိုမီတာမှာ အမြင့်ဆုံးလေတိုက်နှုန်း150ကီလိုမီတာနှုန်းဖြင့်ဖိလစ်ပိုင်နိုင်ငံရဲ့အလဲပိုင်းကိုဖိလစ်ပိုင်နိုင်ငံစံတော်ချိန်တနအီအချိန်ခန့်မှာကြော်ဖြတ်ဝင်ရောက်လာသောမုန်တိုင်းဘူအားလိုက်မှာလေပြင်းတိုက်ခတ်ခြင်းနဲ့အတူမိုးသည်ထန်စွာရွာသွန်းနိုင်ပြီးမြေနေပိုင်းနေရာများမှာရေကြီးရေလျှံခြင်းလှိုင်းမြင့်ခြင်းတို့ဖြစ်ပေါ်လာနိုင်ပါမယ်။ယနေ့ညဖိလစ်ပိုင်နိုင်ငံစံတော်ချိန်၈နာရီအချိန်ဖိလစ်ပိုင်နိုင်ငံနောက်ပင်လယ်မှာဆက်လက်ပြီးအကောင်သော မုန်တိုင်းဘူအားလိုက်မှာလေတိုက်နှုန်း130ကီလိုမီတာမှ အမြင့်ဆုံးလေတိုက်နှုန်း135ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ကာအနောက်နှင့်အနောက်မြောက်ဘက်ကို35ကီလိုမီတာနှုန်းဖြင့်ဆက်လက်ရွေ့လျှားသွားပါမယ်2025ခုနှစ်စက်တင်ဘာလ24ရက်မှ29ရက်နေ့ထိဖိလစ်ပိုင်နိုင်ငံ area အရှိပင်လယ်ပြင်မှာဖြစ်ပေါ်လာတဲ့ 92W မှာ 26W 20W မှာအားကောင်းသောမုန်တိုင်းပူအားလိုင်းဖြစ်သူရောက်ရှိကာလေတိုက်နှုန်း85ကီလိုမီတာမှအမြင့်ဆုံး100ကီလိုမီတာထိတိုက်ခတ်ကာအနောက်နဲ့အနောက်မြောက်ဘက်သို့ 15ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားလျက်ရှိပါတယ်။စက်တင်ဘာလ25ရက်နေ့မှာတော့အာကောင်းသောမုန်တိုင်းဘူအားလိုက်မှာလေတိုက်နှုန်း130ကီလိုမီတာမှာအမြင့်ဆုံးတိုင်ဖုန်းမုန်တိုင်းဆင့်လေတိုက်နှုန်း120ကီလိုမီတာခန့်အထိတိုက်ခတ်ကာအနောက်နဲ့အနောက်မြောက်ဘက်ကို20ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားပါပဲ။ဖိလစ်ပိုင်နိုင်ငံလေပိုင်းနဲ့တောင်ပိုင်းကုန်းတိုင်းနေရာများကိုကြော်ဖြတ်ရိုက်ခတ်လာမှာဖြစ်၍အဆိုပါနေရာများမှာလေပြင်းတိုက်ခတ်ခြင်းနဲ့အတူနေရာနှံပြားမှာနေရာစိတ်စိတ်မိုးတင့်တင့်မှာ မိုးတဲထန်ထန်မြည်ဖြစ်ပါ၍မြေနေပိုင်းနေရာများမှာရေကြီးရေရှမ်းခြင်းများဖြစ်ပေါ်နိုင်ပါမည်။စနေမလာ26ရက်နေ့မှာတော့တိုင်ဖုန်းမတိုင်းဘူအားလိုင်းအဆင့်တမှာလေတိုင်ထုံး130ကီလိုမီတာမှာအမြင့်ဆုံး120ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်နယ်နောက်မြောက်ဘက်ကို20မှ25ကီလိုမီတာနှုန်းဖြင့်ရွေ့လျှားပါမည်။စတေမလန်28ရက်နေ့မှာတိုင်ဖုန်းမတိုင်းဘူအားလိုင်းမှာလေတိုင်နှုံ120ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်နဲ့အနောက်မြောက်ဘက်ကို35ကီလိုမီတာနှုံးဖြင့်ရွေ့လျှားပါမယ်။ စတင်ပါလား28ရက်နေ့မှာတိုင်ဖုန်းမွန်တိုင်းပူအားလိုက်မှာလေတိုင်နှုန်း140ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်နဲ့အနောက်မြောက်ဘက်ကို25ကီလိုမီတာနှုန်းဖြင့်ရွေ့လျားပါမယ်တိုင်ဖုန်းမွန်တိုင်းအရှင်ကြောင့် VN နိုင်ငံတောင်ပိုင်းအလဲပိုင်းအရှေ့ပိုင်းတို့မှာမိုးတိမ်တိုင်းများလွင့်ဆင်လာနိုင်၍နေရာစိတ်စိတ်မိုးအထင်တင်မှမိုးကြီးနိုင်ပါမယ်။တိုင်ဖုန်းမွန်တိုင်းအဆင့်တက်မှနှစ်အထိရောက်ရှိနိုင်ပါမယ်။စက်တင်ဘာလ29ရက်နေ့မှာတိုင်ဖုန်းမွန်တိုင်းပူအားလိုက်မှာလေတိုက်နှုန်း140ကီလိုမီတာခန့်တိုက်ခတ်ကာ အနောက်နဲ့အနောက်မြောက်ဘက်ကို25ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားပါမယ်။တောင်တရုတ်ပင်လယ်မှတဆင်ဗီယက်နမ်နိုင်ငံအရှေ့အလယ်ပိုင်းနဲ့တရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းအနီးကိုဝင်ရောက်ရိုက်ခတ်မှန်းမယ်လို့ခန့်မှန်းရပါတယ်။အခုဆက်လက်ပြီးဒီမုန်တိုင်းတွေကြောင့်မြန်မာပြည်တော်လားမိုးကြီးရေကြီးနိုင်မယ့်နေရာတွေကိုသတိထားရအောင်တင်ဆက်ပေးသွားပါမယ်။မြို့နယ်အလုံးမှာမိုးရွာနိုင်သောဒေသများကတော့မွန်ပြည်နယ်၊ကရင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ် မကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တောင်ပိုင်းတို့ဖြစ်ကြပြီးနေရာစိတ်စိတ်မိုးရွာနိုင်ခြင်းရှိပါတယ်။မိုးများနိုင်သောဒေသများကတော့အရာဝတီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးများနိုင်ပါတယ်။ပသိမ်လက်ပတ်တာငပူတော်မြောင်းမြမြို့နယ်များမှာ24နာရီတွင်မိုးရေချိန်1.5လက်မမှ2လက်မအတွင်းရွာနိုင်ပါတယ်။ မြို့နယ်အလုံးမှာနေရာကျကျမူရနိုင်တဲ့ဒေသများကတော့ချင်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်တို့မှာနေရာကျကျမူရနိုင်ပါတယ်။ရှမ်းပြည်နယ်မှာတော့နေရာကွက်ကြားမူရနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်တွင် 98B လေပြင်းအားနဲ့ရဝံဆက်ဖြစ်နေခြင်းနဲ့ရာဂါဆာစူပါတိုင်ဖုန်းမော်တိုင်းအကျွင်းကျန်အထက်မြင့်လေပွေလိုင်းဟာပြတ်ပြဲသွားပြီးမနက်ဖြန်28ရက်နေ့ဘူအားလိုင်းတိုင်ဖုန်းမော်တိုင်းဟာတောင်တရုတ်ပင်လယ်ပြင်ကိုဝင်ရောက်တိုက်ခတ်ခြင်းအချိန်နဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်အနောက်တောင်မုတ်တုံလေးစစ်အားကောင်းကမြန်မာနိုင်ငံနေပြည်တော်အပါဝင်တိုင်းဒေသကြီးနယ်ပြည်နယ်၁၄ခုစက်တင်ဘာလ၂၈ရက်နေ့လေတိုက်ခတ်ကနေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။စကိုင်းတိုင်းဒေသကြီးနယ်ကချင်ပြည်နယ်တို့မှာမိုးများစွာရွာပါမယ်။2025ခုနှစ်စက်တင်ဘာလ၂၈ရက်နေ့မိုးရွာမယ့်မြို့နယ်များကတော့ပဲခူးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတယ်။ပဲခူး၊ဖျားကြီး ချွေတောင်တာယာဝတီ30ကျိုးပင်ကောက်အုတ်ဖူပဒီကုံဇီကုံမင်းလာစစ်ကွင်းလက်ပဒံညောင်လေးပင်မိုးညူနတ်တလင်းတောင်ငူစွာဂျီနီဖြူကြောက်ကြီးမုံညောင်ခါရှိဝေါ်ရွှေချင်းတိုက်ဦးတာယာဝတီ30ပိန်းစလုတ်ပြွန်တစားကဝတက္ကလအုံးနဲ့အင်းတကောအုတ်တွင်းနဲ့တနက်ပင်တို့ပါ မနက်တနားရီနောက်ပိုင်းနေရာကွက်ကြားမိုးကျကျမှမိုးကြီးပါမယ်။အေယာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပသိမ်ဟင်းသဒလေးမျက်နှာထူးကြီးညံအောင်အင်ကပူကန်ကြီးတောင်ကျုံပြောငပူတော်တာပေါင်းငတိုင်းချောင်းရွှေလောင်းဝါခေမမြောင်းမြဒနုပြူညောင်တုံးဇလွန်ဟိုင်းကြီးကျွန်းငွေဆောင်ချောင်းတာကြောင်ကုန်အတုတ်ဂျေကြီးမော်ကျွန်းအိမ်မဲမိမလှကျွန်းပြင်စလူ ဘိုးကလေးနဲ့ဖြာဖုံတို့မှာမနက်တနားရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှာမိုးကြီးပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ရန်ကုန်တောင်ပိုင်းခရိုင်၊ရန်ကုန်မြောက်ပိုင်းခရိုင်နဲ့ရန်ကုန်အရှေ့ပိုင်းခရိုင်တို့မှာမနက်တနားရီနောက်ပိုင်းမိုးကြဲကြဲမှာနေရာကွက်ကြားမိုးကြီးပါမယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့မော်လမြိုင်၊ကြိုက်ထူ၊စစ်တောင်း၊မှုတုံ၊ပေါင်၊ရေး၊လမိုင်း၊တန်ဖြူစရံ၊တထုံ၊ဘီလင်း၊ကြိုက်မယုံ၊ချောင်းစုံပေါင်တဲ့မုဒ္ဓမတို့မှာ မနက်တနားရီနောက်ပိုင်းနေရာကွက်ကြားမူကျဲကျဲမှာမူကြည့်ပါမယ်။ကရင်ပြည်နယ်အတွင်းမှာရှိတဲ့လှိုင်းဘွဲ့ဖအံအိမ်ဒုမြိုင်ကလေးကြိုင်းစိတ်ကြီးဖျားသုံးစုစုကလီဝါလမြိုင်ပိုင်ကျုံကျုံတူမြဝရီရွှေကုတ်ကိုကြိုက်တုံကော့ဂရိတ်တို့မှာမနက်တနားရီနောက်ပိုင်းနေရာကွက်ကြားမူကျဲကျဲမှာမူကြည့်ပါမယ်။မကွေးတိုင်းဒေသကြီးတွင်းမှာရှိတဲ့မကွေးမင်းလှအောင်လံတရက်ကံမမင်းတုံနတ်မောက် တောင်တွင်းကြီးစလင်းစကုကန့်ကောထီလင်းစောကြောက်ထုမြိုင်စလီပွင့်ဖြူပေါ့မင်းဘူးစင်ဖြူကျွန်းစင်ပောင်ဝဲကံမရေစကြူမြိုင်ရေနံချောင်းမြို့သက်ပခုတ်ကူနဲ့မြစ်ချီတို့မှာမနက်၈နာရီနောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမိုးကြီးပါမယ်မန္တလေးတိုင်းဒါကြီးတွဲမှာရှိတဲ့နေပြီးတော့တက်ကုံလေဝေးပြင်မနာမိုးကုတ်ပြင်ဦးတွင်ပသိမ်ကြီး မိထီလာဝမ်တွင်မန္တလေးဂျမဲတင်ပျော့ပွဲကုမဲမြင်းမူတကောင်းတပိတ်ချင်းမတ္တရာစင်ကူငဇွန်မလှိုင်းပကံကြောက်စဲမြစ်သားကုမဲတောင်သာမြင်းကြံမလှိုင်းကြောက်ပတောင်းပကံညောင်ဦးနဲ့ဝမ်တွင်တို့မှာမနက်တနားရီနောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမူကြည့်ပါမယ်စကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့စကိုင်းမော်လိုက် မုံရွာကလေးကနီမင်းကင်းဒီပဲရင်ပလဲမြင်းမူဝက်လက်ချွေဘူးစလင်းကြီးကျွန်းလှအင်းတော်ဘုဒ္ဓလင်းကံပလူဝန်းသူဟုံမလင်းခံပတ်တမူမြို့သက်ကောလင်းဗမောက်ကတာထီးကြိုင်မင်းကင်းဖောင်းပြင်တစဲရေဦးခင်ဦးခန့်ဒီလဟဲနဲ့ချောင်းဦးတို့မှာမနက်တနားရီနောက်ပိုင်းမိုးများပါမယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့တောင်ကြီး၊ကလော၊အောင်ပန်း၊မိုင်းရောင်၊မိုင်းတုံ၊စီဆိုင်၊ပင်လောင်၊ပင်လုံ၊တာချီလိပ်၊တာလီ၊ရောင်ရွှေ၊အင်းလီ၊မိုးပြဲ၊ဖဲကုံ၊လင်းခေ၊မိုင်းတုံ၊လာရှူ၊မိုးမိတ်၊မပိန်၊ကြောင်မဲ၊နောင်ချူ၊ပွမ်းလုံ၊ကွတ်ခိုင်၊လောက်ကိုင်၊မုံကူ၊မူဆဲ၊မိုင်းတုံ၊ကျိုင်းတုံနဲ့မိုင်းဖြတ်မြို့မှာမနက်၂နာရီနောက်ပိုင်းမူကျဲကျဲမှမူကြည့်ပါမယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်တွေမောင်တော်ဘူးဒီတောင်ကြောက်တော်မြောက်ဦးမြေပုံမြေငူကျွန်းမအီအန်းတောင်ကုတ်ကွ်တန်တွင်ကြောက်ဖြူမန်အောင်ရံပြဲမောင်တော်မင်းပြားနယ်ပုံနာကျွန်းတို့မှာမနက်3နာရီနောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမိုးကြီးပါမယ်။ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ဗမော်ရွှေကူလိုင်စာမြစ်ကြီးနာဝိုင်းမော်မိုးညင်းမိုင်းကာဖားကန့် တနိုင်းပန်းဝါစော့လော တာလောကြီးတို့မှာမနက်တနိုင်းနောက်ပိုင်းမိုးများပါမယ်တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့တနင်္သာရီဘလောက်လောင်းလုံးရေဖြူတရက်တရက်ချောင်းတဝဲမောင်းမကန်ဘိတ်ကော့တောင်းခမောက်ကြီးတို့မှာမနက်တနိုင်းနောက်ပိုင်းမိုးကျဲကျဲမှမိုးကြီးပါမယ်ပြရပြည်နယ်တွင်းမှာရှိတဲ့ Lyco, Shadow, Dimoso, Fruso, Mochiro မှာမိုးရွာပါမယ်။ ချင်းမီနယ်တွင်းမှာရှိတဲ့ဟာခါစမီပလက်ဝမင်းတက်ဖလန်ထန်တလန်တို့မှာမနက်တနာရီနောက်ပိုင်းမိုးရွာသွန်းမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါသည်ခင်ဗျာ